ဟောလိဝုဒ်ရဲ့အထက်အထက်ကနေရိုးရိုးရဲ့ပျောက်ကွယ်တဲ့သွားပြီးနှစ်ပေါင်းများစွာအကြာမှာအောင်မြင်မှုတွေနဲ့အတူပြန်ရောက်လာတဲ့ကျေတပွန့်ဟုတ်ပါတယ်ဒီနေ့မှာတော့ Brandon Fraser ရဲ့မယုံနိုင်စရာဇာလံကိုပြောပြချင်ပါတယ်သူ့ရဲ့ခီးကတကယ်ကိုတကယ်ကိုထူးခြားလွန်ပါတယ်ဆိုတော့အားလုံးရဲ့စစ်ထဲမှာမိခွန်းတစ်ခုတော့ရှိနေမှာပဲအောင်မြင်မှုရဲ့အမြင့်ဆုံးနေရာမှာရှိနေတဲ့မင်းသားတစ်ယောက်ကလေဘာလို့ရိုးရဲချီပျောက်သွားရတာလဲအဲ့ဒီဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုပဲကျွန်တော်တို့အတူတူရှာဖွေကြည့်ကြရအောင် ဟုတ်ပြီသူရဲ့ဇလန်ကို အစကနေပြန်လည်ကြည့်ကြအောင်တချိန်က Brandon Fraser ဆိုတာ Hollywood မှာဘလောက်တောင်လွှမ်းမိုးခဲ့တယ်လဲဆိုတာကိုအရင်ဆုံးပြန်ပြီးတော့ကြည့်ကြမယ်ကိုရောနာကူးစက်ကိုပြည့်လွန်နေတဲ့နဲ့ရထောင်ကအစောပိုင်းကာလတွေကိုပြန်ပြင်းရောက်ကြည့်လိုက်ပါအဲ့ဒီအချိန်တုန်းက Brandon Fraser ဆိုတာနာမည်အခုထက်အများကြီးပိုခဲ့ရတယ်။သူကရုပ်ရှင်ပိုစတာအတိုင်းမှာမဂ္ဂဇင်းမျက်နှာပုံအတိုင်းမှာနေရာယူထားတဲ့လူတိုင်းချစ်တဲ့ဟောလိဝုဒ်ရဲ့အမတ်တင်ဂီတာတကူလိုပါပဲ။အထူးသဖြင့်လဲ George of the Jungle တို့ ပြီးတော့သမမီတို့လိုဇာကားတွေပေါ့ဒီဇာကားတွေကသူ့ကိုကဘာတဝန်းကပြိတ္တိအသက်ဆွေးဖြစ်စေခဲ့တယ်တကယ်ကိုမျိုးဆက်တစ်ခုရဲ့ငယ်ဘဝအမတ်တရားတွေထဲမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့တာပါဒါပေမဲ့အရာလုံးအစဉ်ပြေနေပုံရတဲ့အချိန်မှာပဲသူဟာရုပ်ရှင်ပိတ်ကားပေါ်နေရုပ်တရက်ပျောက်ကွယ်သွားခဲ့တယ်ပြိတ္တိအားလုံးကိုအန်အားတင်စေခဲ့တာပေါ့တကယ်ဘာရီဖြစ်သွားခဲ့တာလဲ အဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာတော့သူ့ဘဝတစ်ခုလုံးကိုလမ်းကြောင်းပြောင်းသွားစေမယ့်အဖြစ်ပျက်တစ်ခုကစောင့်ကြိုနေခဲ့ပါတယ်။ Fraser ကိုယ်တိုင်နောက်ပိုင်းမှာဖွင့်ဟပြောကြားခဲ့တဲ့အဲ့ဒီအဖြစ်ပျက်အဲ့ဒါကဘာဖြစ်မလဲ။အချိန်တော်ကြာပြီးနောက်2018ခုနှစ်မှာ Fraser ကပြန်ဖွင့်ရခဲ့ပါတယ်။နောက်3ခုနှစ်တုန်းက Hollywood နိုင်ငံသားတရင်းစားဆရာများအသင်းဥက္ကဋ္ဌဖြစ်သူကသူ့ကိုလိမ်ပိုင်းဆိုင်ရာစောကားခဲ့တယ်ဆိုပြီးတော့ပေါ့။ဒီဖြစ်ဖြစ်ဟာသူ့ရဲ့စိတ်ထဲမှာနစ်ပေါင်းများစွာချောင်းလန့်နေခဲ့ပြီး သူ့ဘဝရဲ့အမောင်မိုင်းဆုံးခိုက်တန့်တွေအစလူတောင်ပြောလို့ရပါတယ်။သူကိုယ်တိုင်ရဲ့စကားအတိုင်းပြပြောရရင်ကျွန်တော်စိတ်ဆင်းရဲခဲ့ရတယ်။လူတွေနဲ့မဆက်ဆံပဲတယောက်တည်းတီချာနေဖြစ်သွားရတယ်တဲ့။ဒီစကားလုံးတော်လေးတွေကအဲ့ဒီဖြစ်ရကသူ့ရဲ့စိတ်ကိုဘလောက်တောင်နန်းနဲ့ဆိုင်ဆိုင်ထိခိုက်စေခဲ့တယ်ဆိုတာကိုအတိုင်းသားမြင်ထားစေပါတယ်။အဲ့ဒီစိတ်တန်ရာပေါ်မှာပဲဒုက္ခတွေကတစ်ခုပြီးတစ်ခုထပ်ဆင့်ကြားရောက်လာခဲ့တဲ့အိမ်ထောင်ကြီးကလည်းပြိုကွေးပါတယ်ချစ်ခင်ရတဲ့မိခင်ဖြစ်သူကလည်းကွယ်လွန်သွားပြန်ရော ပြီးတော့ action စကားတွေအဆက်ပပြတ်ရိုက်ခိုက်လို့ရလာတယ်။နားထားရှေ့တန်းရတယ်ခွဲစိတ်မှုတွေကလည်းသူ့ကိုရုပ်ပိုင်းဆန်ရတော့စိတ်ပိုင်းဆန်ရပါတဖြည်းဖြည်းဝါမျိုးတွားခဲ့ပါတယ်။ဒါတွေအားလုံးပေါင်းပြီးတော့ဖြင်းထန်တဲ့စိတ်ကြယောဂါကိုခံစားခဲ့ရတော့တာပါပဲ။ဆိုတော့ဒီနာကျင်မှုတွေရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့သူဟာအလင်းရောင်အောက်ကနေတဖြည်းဖြည်းထွက်ခွာသွားခဲ့တာပါပဲ။ဆက်စနစ်တစ်ခုကျော်ဆန်နေကျော်ကျော်လောက်အထိသူဟာရှုပ်ရှင်လောကနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ စဉ်းစားကြည့်လေဒီလောက်ကြာအောင်ပျောက်ွယ်နေခဲ့ရတာကသူ့အတွက်ဘလောက်တောင်ခက်ခဲခဲ့မလဲဆိုတာကိုပေါ့သူ့ကိုဆိုရရတော့လေဟောလိဝုဒ်ကသူ့ကိုတမန်တကာရှောင်ဖယ်ထားတယ်လို့ခန်းစားခဲ့ရတယ်ပြီးတော့ဖြစ်ခဲ့တဲ့ကိစ္စအတွက်ကိုကိုကိုပဲအဖြစ်တင်နေခဲ့မိတယ်ဒီချက်တွေအားလုံးကသူ့ရဲ့အမှုပညာကလေးကိုလုံးဝကိုရပ်တန့်သွားစေခဲ့တာပါဒါပေမဲ့ဇလန်ကောင်းတိုင်းမှာ အလဲပြောင်းဆိုတာရှိစမြဲပဲလေအခု Brandon Freezer ရဲ့ဇလန်မှာအားရှိဆုံးနဲ့အားကျစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီ အဲ့ဒါကတော့သူ့ရဲ့ဂုံယူဖော်ရဲ့ပြန်လဲရောက်ရှိလာမှုမှာပဲနှစ်ပေါင်းများစွာပျောက်ကွယ်နေပြီးနောက်မှာ Brandon Fraser က The Way ဆိုတဲ့ရုပ်ရှင်စကားနဲ့ပြန်လာတော့မယ်လို့ကြားလိုက်ရတဲ့အခါပရိသတ်တီအားလုံးအယံကိုဆဲလို့ရှာခဲ့ကြပါတယ်စိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့ပြန်လာခြင်းဟာအရင်ကနဲ့လုံးဝမတူတဲ့ပုံစံတစ်တခုနဲ့ဖြစ်နေတာပါပဲအရင်ကဆိုရင် The Mummy ထဲကလို့ကျွတ်သားအဖြစ်နဲ့ Action မင်းသားတယောက်အဖြစ်လူသိများခဲ့တာလေ အခုတစ်ခေါက်မှာတော့သူ့ရဲ့နက်ရှိုင်းတဲ့တရုတ်ဆောင်စွမ်းရည်ကိုအပြည့်အဝချပြနိုင်ခဲ့တဲ့ဒရာမာမင်းသားတစ်ယောက်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့တာပါရုပ်ရှင်ပွဲတော်တွေမှာသူ့ရဲ့တရုတ်ဆောင်ချက်ကိုကြည့်ရှုပြီးတဲ့နောက်မှာတော့ပရိသတ်တွေရောအမှုပညာရှင်တွေပါမင်းနဲ့ချီပြီးမှတ်တရက်ကွန်ပျူခဲ့ကြပါတယ်ဒါဟာသူ့တဲ့အရန်ကိုတံပိုးရှိတဲ့စောင့်မျှော်နေခဲ့ရတဲ့အတိမပြုမှုအခုပါပဲဒီလိုမျိုးမျော်လင့်မှတ်ထားတဲ့အားပေးထောက်ခံမှုတွေကြောင့်သူဟာစိတ်လူရှာမှုကိုမထိန်းနိုင်တော့ပဲ မျက်ရည်တွေကြာခဲ့ရပါတယ်။အဒီမြင်ကွင်းကသူ့ရဲ့ပြန်လည်ရောက်ရှိလာမှုခီးရဲ့အထွတ်အထိပ်အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကတော့သူ့ကိုချစ်တဲ့ပရိသတ်တရားရဲ့ခံစားချက်လေးတစ်ခုပေါ့။သူကကျွန်တော်တို့ရဲ့ငယ်ဘဝကိုအန်တော်ဆက်ကောင်းအောင်ဖန်တီးပေးခဲ့တယ်။ပြန်လာတာကိုကျူးစိုးပါတယ်တဲ့။သူ့ရဲ့ပြန်လာခြင်းဟာမျိုးဆက်တစ်ခုလုံးကဘလောက်တောင်အထိပ်ပဲရှိတယ်ဆိုတာကိုဒီစကားလေးကဖော်ပြနေပါတယ်။ဟုတ်ပြီ။ဒါဆို Brandon Fraser ရဲ့ Decrease ရှေ့ကြီးကနေဘာသင်ခန်းစာယူနိုင်မလဲ။ တွေ့ဇလန်ကကျွန်တော်တို့ကိုမစုံမနစ်တဲ့ဇွဲလုံးလနဲ့ကြံခိုင်မှုရဲ့တန်ဖိုးကြောင့်ကိုခွက်ခွက်ကွင်းကွင်းတင်ဖိနေတာပါပဲအဆုံးမှာတော့သူ့ရဲ့အဖြစ်ကတက်တက်ပြနေတာကဘလောက်ပဲနှဆိုင်နဲ့ချောကန်ပါတဲ့ပြုတ်ကျနေပါစေကိုကိုကိုပြန်အေးဖြစ်ပြီးအတိပြန်စားဖို့တက်တိနဲ့စိတ်သက်ခွန်ကားသာရှိနေမယ်ဆိုရင်ရအားလုံးဟာဘတော်မှအဆုံးမသက်သွားဘူးဆိုတာပါပဲ Brenner Fraser ကတော့သူ့ဇလန်ရဲ့အခန်းစကိုအောင်မြင်စွာပြန်လည်ရည်သားနိုင်ခဲ့ပါပြီ အခုမေးစရာရှိတာကတော့ကိုဘရဲ့ဇလတ်မှာအခက်အခဲတွေနဲ့ကြုံလာတဲ့အခါဘလို့ဇတိမျိုးကိုရေးသားခြင်းကြပါသလဲ